လူရှင်များအနေနဲ့ဒီမြေအောက်ဈေးရုံစည်းကမ်းများဘုံကျဲတံခံနိုင်တဲ့ဈေးရုံစည်းကမ်းများဒီဆောက်ဖို့အတွက်ကူညီကြဖို့ကျွန်တော်အနေနဲ့ဒီနေရာမှာတိုက်တွန်းလိုပါတယ်။ကျွန်တော်တို့ကခုရင်းနဲ့ကတော့တော်လိုက်အစိုးရမှ NUCC မင်းတို့ NUG မင်းတို့ CRPA ဆိုတဲ့အဖွဲ့တွေရှိတယ်။ဘယ်လို့ကွန်စတီကျူရှင်ဖွဲ့စည်းပုံအခြေခံဥပဒေမင်းတို့မရေးနိုင်ဘူး။မင်းတို့ဘာမှမလုပ်နိုင်ဘူး။အဲ့တော့ငါတို့ဘက်ကဖွဲ့စည်းပုံအခြေခံဥပဒေရောအခုအစိုးရတက်နေတဲ့ NUG နဲ့မင်းတို့လုပ်နိုင်မလား။မလုပ်နိုင်ဘူးမင်းတို့ဒါအားလုံးတာဝန်ရှိတယ်။ ်နောက်နံပါတ်2မာမိတ်ဖွဲ့တိုင်းမလားမဖွဲ့နိုင်ဘူးအဲ့လိုတွေမလုပ်နိုင်မင်းနဲ့မြေအောင်စေးုံတွေစောက်လို့ဆိုတော့ကွာနောက်အဲ့တော့အဓိကကနိုင်ငံရေးရာစုဖွဲ့မှုမာမိတ်စုဖွဲ့မှုရအောင်လုပ်ပြီးကိုကျိုးစုံလို့ပြီးတော့ရိုးဖြောင်းမှုတွေခေါင်းဆောင်တွေကနှစ်စာတို့ကျိုးတိုင်းနောက်လိုက်တွေအများကြီးလိုက်လာနိုင်တဲ့အရေးကိုစိတ်နေစိတ်ထားနေတယ်မလို့ပဲနဲ့ကဲချီတော့မြေအောင်စေးမြေအောင်စေးုံတွေတိစောက်ဖို့တော်ပြောတော်ပြောပြောနေတယ်ဆိုတဲ့စကားတွေဟာတော်လိုင်းရေးနိုင်ငံရေးနဲ့လာလာမှမအပ်ဆက်တဲ့လုပ်ရည်တွေဖြစ်တယ်ဒါကြောင့်2025နှစ်ဝက်တည်းကျိုးပြီးအနာဂတ်မှာတော်လိုင်းအောင်မြင်ဖို့အတွက်ရခိုင်ခေါင်းဆောင်လေးလုံး 我叫黄山路路，买的房子是几路路？贵州酸萝卜嘛，油票木耳呢？刚刚你啊，七啊多呀，带路比大理啊，阿拉先吃烧烤，然后我这边比来铺桌。我们那边五路表水，阿拉先先来手加送烤，贵州酸萝卜油票木耳呢，我上上面人家把钱了。再看明年嘛，阿拉什么没那么的呀？别听那看嘛，来吧，少一把，带你阿拉路他嘞。 ော့အာနာယူတွေကတော့သူတို့အာနာလက်ထုပ်စာခိုင်မြဲဖို့အတွက်2000ရှေ့ဥအောက်ကနေမတရားစစ်ဥပဒေစစ်ဥမတရားစစ်ဥဒဏ်ဥတွေပြတ်ထမ်းပြီးတော့တိုင်းသူပြည်သားတွေရဲ့တာသမီတွေကိုအတင်းတော်မှဆွဲခေါ်ဖမ်းခေါ်လူလိရဲ့လက်တလို့ခေါ်တော့ငွေမပေးနိုင်ခေါ်တော့ငွေပေးနိုင်လဲဖတ်ခေါ်လာမဲ့အရေးတွေအောက်ကသွားနေတာပါဒါကြောင့်မလို့တိုင်းပြည်လွတ်မြောက်ဖို့အတွက်အာရကပြည်သူတွေလည်းစစ်မှုမနစ်မဖြစ်မနေထမ်းကြပါဘာကြောင့်လဲခေါင်းဆောင်ခေါင်းတွေကဆွတ်လွတ်ပြီးသွားတဲ့အခါမှာနောက်လိုက်တွေကလိုက်ပါပဲအေးအဲ့လိုပဲယနေ့ငါတို့တိုင်းပြည်မှာ နော် NUG MOD ယနေ့ခေါင်းဆောင်တွေကြတဲ့ပုံစံတွေယနေ့ကုတ်နောက်ကစူးစမ်းနေတဲ့ရခိုင်လူငယ်ခေါင်းဆောင်တွေနော်ဘုချုံထွန်းမြနိုင်တို့ခိုင်တုခါတို့နော်ဒီလိုမျိုးပုံစံတွေပေါ့နော်နော်ကြီးငယ်တွေနာမည်တွေအများကြီးပါပဲဦးဇင်းတို့ထိုကုတ်ထိုပုံစံတို့ပုံစံမျိုးတွေနဲ့ဆွတ်လုံမှုနဲ့ယူသားမှုတွေကိုကိုတိုင်းပြည်ကိုလူမျိုးတွေကိုဝိမုံကူးနိုင်ဖို့နော်အဲ့တော့ပေးဆပ်နိုင်ဖို့အတွက်အင်မတန်လိုအပ်ပါတယ် ိုကညီတိနေရာမှာရောက်နေစေကောင်းမှုစကားကိုမမှန်ကန်ပြောတယ်။တိုင်းပြည်မှာ၄နှစ်ကျော်၅နှစ်ကြာလာပြီးဒေါ်လာရေးကရှင်းမြောက်သေးဘူးဆိုရင်ကျွန်တော်တို့ NGO ဆိုရနေနဲ့တိုင်းပြည်ပေါ်မှာလှုပ်ဆောင်နေလှုပ်ဆောင်နေလှုပ်ဆောင်နေမယ်လဲကျွန်တော်တို့ဒေါ်လာရေးဟာတော့လှုပ်ဆောင်မှုတွေကလိုအပ်ချက်တွေအားနည်းချက်တွေချုပ်ရင်းချက်တွေပြီးတော့ဆိုးကျိုးတွေရှိခဲ့ပါတယ်။ထို့အရာတွေအတွက်ကျွန်တော်တို့အစိုးရအနေနဲ့တိုင်းပြည်ကအနှင်းထားတဲ့နော်ဒေါ်လာရေးအစိုးရတိရအနေနဲ့တောင်းထမ်းဆောင်နေတဲ့အခါမှာတိုင်းသူပြည်သားရဲ့ပြရထားတဲ့တာဝန်ကိုလျှင်ရင်းခဲ့ရင်ကျွန်တော်တို့အစိုးရအနေနဲ့တိုင်းပြည်ပါရှိကြတဲ့နိုင်ငံသားတိုင်းပေါ်ကျွန်တော်တို့ NGO ဆိုရလူကြီးများများမှာ ကျွန်တော်တို့ NUG အစိုးရမှအားလုံးအမှုမျိုးတောင်းပန်ပါတယ်အကြံပြုတိုက်တွန်းတာတွေကိုကျွန်တော်တို့အကောင်းဆုံးဆောင်ရွက်သွားပါမယ်လို့ဒီနေ့မင်းတို့၅နှစ်ရှိပြီတရားဥပဒေထွက်မလာဘူးအာနာရှင်တွေကတိုင်းပြည်ကိုဘယ်တော့မှမတောင်းပန်ခဲ့ဘူးသူတို့မားတာတွေသူတို့ရက်ဆက်တာတွေအဲ့တော့ကိုယ်ကြီးတွေဒေါ်လာရေးအစိုးရဆိုပြီးမအောင်မြင်သေးတဲ့အခြေအနေတွေလိုအပ်တဲ့အခြေအနေတွေကိုယ်ကိုယ်တိုင်လည်းမင်းတို့အားလုံးပြည့်စုံနေတာမှာမဟုတ်ပဲလိုအပ်တဲ့အခြေအနေကိုတောင်းပန်ပြီးတော့တိုင်းပြည်ကိုသွားတယ်လို့မင်းတို့တခွန်းတခါသာမှမရှိဘူးမင်းတို့အဲ့တာတွေပြုပြင်နိုင်ဖို့လဲမင်းတို့အင်မတန်လိုအပ်ပါတယ်ဒါကြောင့်မလို့ငွေရှိမှဒေါ်လာရေးလုပ်လို့ရမယ်ဆိုတဲ့ကောင်တွေပြောတာကစိတ်တက်ကောင်းကောင်းနဲ့ဒေါ်လာရေးလုပ်တာကွာဒီနေ့အာရခခေါင်းဆောင်တွေယနေ့မြန်မာဒေါ်လာရေးကိုဘိုးချောင်းဆန်းတော်ကတို့ပြန်မပြောဘူး နော်ယနေ့ရခိုင်ပေါင်းဆောင်တို့ကြီးစံထုံးပြနိုင်လို့ငငယ်လေးတွေရှိသေးတယ်40ကျော်လေးဒီကလေးတွေကစကက်ဆွလုံးမှုနဲ့ကျူစာအထုပ်မှုတွေနဲ့တကက်ပြည်သူပေါ်မှာချစ်ရတယ်နော်ကိုချိုးဆွမှုယူသားမှုတွေနဲ့တွားကြတဲ့ခါကျတော့အခုတို့အရကပြည်နယ်အားလုံးလိုက်မသွားဘူးလားယနေ့ငါတို့တော်လိုင်းမှာလည်းတိုက်ပြည်ကအမှန်တရားဘက်ကအခုလုံးယနေ့ဘိုးချိုးတို့လိုဒေါ်ဆန်းစုကြည်တို့လိုချစ်ရသမိုင်းကွန်မြူတို့လိုလူကောင်းသူကောင်းတွေနော်ဦးဝင်းတင်တို့လိုဒီလိုလူကောင်းသူကောင်းတွေရဲ့ပေးတာချက်တွေနဲ့အမှန်တရားဘက်ကအုံပြုံပြီးတော့ချစ်တာတွေလူတိုင်းပြည်တော်လိုင်းအတွက်လိုက်လာပေးမယ်လေတော်လိုင်းအစိုးရရဲ့ကျူစာအထုပ်မှုကအင်မတန်အားနေတော့ယနေ့ငါတို့တော်လိုင်းရေးဟာကပြက်ကြီးရဲ့ကြီးဖြစ်နေတာကိုအားလုံးသိဖို့လိုအပ်ပါတယ် စစ်ကောင်စီ၏ရည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ဗုံးကျဲမှုများကြောင့်မြေအောက်ဆေးရုံစေကမ်းများထူထောင်ရန်ပြည်သူလူထုနှင့်နိုင်ငံတကာကိုဒေါက်တာဇော်ဝေဆိုးအကူအညီတောင်းလိုက်သည့်အပေါ်ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်အကြမ်းဖက်စစ်ကောင်စီ၏ရည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ဗုံးကျဲမှုများကြောင့်ဆေးရုံစေကမ်းများပျက်စီးသွားပြီးဘုံးတံခံနိုင်သည့်မြေအောက်ဆေးရုံစေကမ်းများတိဆောက်ရေးဝိုင်းဝန်းကူညီကြရန်ပြည်သူလူထုနှင့်နိုင်ငံတကာကိုအမျိုးသားညီညွတ်ရေးအစိုးရစစ်မှန်ရေးဝန်ကြီးတောက်ဒါဇော်ဝေဆိုးကအကူအညီတောင်းလိုက်သည် ယနေ့တွင်အမျိုးသားညီညွတ်ရေးအစိုးရကျန်းမာရေးဝန်ကြီးဒေါက်တာဇော်ဝေဆိုးကဗီဒီယိုရုပ်သံထုတ်ပြန်၍ပြည်သူလူထုကမြေအောက်ဆေးရုံဆေးကမ်းများတိဆောက်ရေးဝိုင်းဝန်းကူညီပေးကြပါရန်တရားဝင်တောင်းဆိုလိုက်ခြင်းဖြစ်သည့်ယခုရက်ပိုင်းလပိုင်းများအတွင်းအကြမ်းဖက်စစ်ကောင်စီကဆေးရုံများတူနာပြူများနှင့်မြေပြင်တွင်ရှိနေသည့်ရှေးလန်းဆေးရုံဆေးကမ်းများကိုရည်ရွယ်ချက်ရှိရှိဘုံကျဲတိုက်ခိုက်ဖျက်ဆီးလာကြောင်း စစ်ကောင်စီကဆရာဝန်များ၊တူနာပြုများနဲ့ကျမ်းမာရေးဝန်ထမ်းများကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တပ်ဖြတ်နေကြောင်းထို့ကြောင့်ပြည်သူလူထုကိုကျမ်းမာရေးဆောင်ရှောက်မှုပေးနိုင်ရန်ဘေးကင်းလုံခြုံပြီးဘုံတံခံနိုင်သောမြေအောက်ဆေးရုံဆေးကမ်းများတည်ဆောက်ရန်ပြည်သူလူထုကပါဝင်ကူညီကြပါရန်ဒေါက်တာဇော်ဝေဆိုးကပြောဆိုသည်။ပြည်သားများဘာသာမျိုးလူမျိုးမျိုးလူမျိုးစုချင်းငယ်မရွေးနိုင်ငံသားတိုင်းမတရားတဲ့အာဏာချင်းစနစ်ဆိုးပြီးနဲ့ လက်နဲ့ရှိရင်ဝေရှိရင်ယာလူအာနာရှိရင်အတိုင်းဝိုင်းကြီးရင်အနိုင်ကျင့်လို့ရတဲ့ဘေးဆိုးလို့မှလင်းမြစွာလွမြောက်ခြင်းတည်ဖြစ်ပါစေလင်းမြစွာလွမြောက်နိုင်အောင်လည်းပဲယနေ့တိုင်းသူပြည်သားတွေအတိမတ်ပြုထားတဲ့ယနေ့ NUG ဆိုရ MOD ကာဝေးဝန်ကြီးဌာန NUCC တိုင်းပင်ခံ CRPA အစချိတဲ့အစိုးရအကြီးအကဲအဖွဲ့အစည်းတွေနဲ့ ယနေ့ဒေါ်လာရင်းမှာမိမိလူမျိုးစုတွေမိမိနိုင်ငံမိမိဒေသလူမျိုးရေးအတွက်ကြိုးစားနေရတဲ့ EU EOS တွေအားလုံးဝိုင်းဝန်းကြိုးစားအထောက်နိုင်မှတနည်းပြောရရင်တော့မိမိရဲ့ကိုကြိုးစီပါမိမိလူမျိုးရဲ့အကြိုးစီပါထက်တနိုင်ငံလုံးရဲ့အကြိုးစီပါကိုကောင်းစွာကြည့်နိုင်မှဦးစင်းတို့မျိုးဒေါ်လာရင်းဟာအနာဂတ်မှာတိုင်းပြည်လူမျိုးဖို့အောင်မြင်ဖို့ဆိုတဲ့အကြိုးစီပါဖြစ်နိုင်တာပါဒါကြောင့်မလို့ယနေ့ လောကဒီမှာပြောကြတာပေါ့ငွေဟာဒုတိယဘုရားသခင်ပဲလို့ပြောကြတာအဲအဲ့လိုပြောလို့ပဲယနေ့ဒေါ်လာကြီးမှာလည်းပဲဦးဇင်းတို့ယနေ့ NUG ဝင်ကြီးဌာနကတချို့ဝင်ကြီးတွေပေါ့နော်ဒီနေရာမှာဘုန်းကြီးစကားသင်းလို့ပြောကြတာလူကြီးဆိုတာလူကြီးကုန်တဲ့ Titan နဲ့စကားမျိုးကိုရွေးချယ်ပြောတတ်ဖို့အင်မတန်လိုအပ်ပါတယ်ကိုပြောလိုက်တဲ့စကားတစ်လုံးဟာကိုတိုင်းသူပြည်သားတွေအမှန်တရားကိုမျက်နှိုးတဲ့မတရားတဲ့အာဏာရှင်စနစ်ဆိုးောက်ကနေလွတ်မြောက်လို့တဲ့တရားမျှတမှုကိုလိုလားတဲ့ငါတို့ခေါင်းဆောင်ဆိုတာဒီစိတ်ဓာတ်ဒီနှလုံးသား ီအတွေးခေါ်နဲ့ဆိုတော့ဝမ်းမြောက်အားဝမ်းမြောက်ဝမ်းသာအားရမှုဖြစ်စေမဲ့စိတ်ကောင်းနှလုံးကောင်းနဲ့အသိပညာနဲ့ရှင်တဲ့စကလုံးတွေဖြစ်ဖို့တော့အင်မတန်လိုပါတယ်။ငွေဒီရာရာမောင်းနေနိုင်တယ်မှန်ပါတယ်။ဒါပေမဲ့ငွေတဲ့စိတ်ဓာတ်နှလုံးသားကလောကကိုပုံပုံမောင်းနေနိုင်တာကိုထိုးဝင်ကြီးများသိစေချင်ပါတယ်။အဲ့ဒါဘာဖြစ်လို့လဲဆိုတော့တယံဇာတဝဉ္ကြီးလို့ပြောတဲ့ဝဉ္ကြီးတုခေါင်ကပြောခဲ့ပြီးတဲ့စကားရှိတယ်။အဲ့တော့လူငွေမရဘူးဆိုရင်တော့ဒေါ်လာကြီးရက်လိုက်ယူမယ်လို့ပြောခဲ့မှုတဲ့ကပောက်တီကပောက်ချာစကားတွေအဲအဲ့လိုပဲယနေ့ဒေါ်လာကြီးရဲ့မှာ เนาะအဲ့တော့ဆိုကြတော့ဒေါ်လာရေးအဖွဲ့အစည်းအချို့ထွက်သွားတဲ့အခါမှာဒေါ်လာအချို့ကဒါထွက်သွားလဲတိတ်ပြီးတော့စိုးရိမ်နေစရာဘီယူဆိုင်စရာမလိုပါဘူးလို့ပြောရေးဆိုခွင့်ရှိတယ်ဆိုပြီးတော့တော့ပြောတောင်ပြောပြောတဲ့နေဘုံလက်တို့လို့ပုံကိုယ်တွေအဲ့တော့ပြောရေးဆိုခွင့်ဆိုပြီးတော့ထင်ရည်စိုင်းနေတဲ့ပုံစံမျိုးတွေမကောင်းပါဘူးဒါတွေကကြားရမြင်ရတွေ့ရတာမကောင်းဘူးယနေ့ဒီနေ့ဆိုရင်လည်းဦးဇင်းတို့အံ့ဩစရာပေါ့နော်ဒါဆရာကြီးဆောင်ကြီးဆိုးဆိုဦးဇင်းတို့ဒါဆရာဝန်ကြီးပေါ့ဦးဇင်းတို့ကိုယ်တိုင်လည်းလေးစားပါတယ်နော်အဲ့တော့တနည်းပြောရင်တော့ဆရာဝန်ကြီးတယောက်ဖြစ်တယ်ကိုဗစ်ကာလတွေမှာလည်းတိုင်းပြည်အတွက်များစွာစူးစမ်းအထောက်ပေးခဲ့တယ် မိမိရဲ့ကြိုးစည်းဝါးတွေပြည့်ပြီးတော့တော်လိုင်းထဲမှာပါလာတယ်ဆိုတော့အားလုံးကလည်းလိုက်လိုက်လေးလေးပါနေ့တိုင်းလည်းလေးစားမြဲလေးစားနေတဲ့စိတ်ချိန်ကနေရှိပါတယ်သို့တော်လည်းပဲနိုင်ငံရေးမှာကိုကတော့အဲ့လိုပြောအတိတ်ကပေါ့နမိတ်ဆောင်တယ်လို့လို့စကလုံးကြီးတွေနဲ့တော့ပြောတောင်ပြောမုတ်ပြောကြိုးပြောမပြောဖို့လိုအပ်ပါတယ်ဒီနေ့တိုင်းပြည်မှာနိုင်ငံရေးနဲ့တော်လိုင်းရေးရနိုင်ငံရေးအရာအာဏာရှင်ကိုဖိနိုင်ဖို့လိုအပ်ပါတယ်တော့ဒီတော်လိုင်းရေးရလည်းအဲ့လိုပဲနေမြေတွေမှာယနေ့ NUG MOD ရောက်မှရှိတဲ့တော်လိုင်းရေးအဖွဲ့အစည်းတွေတိုင်းပြည်တွေမှာအာဏာရှင်ကိုတွန်းလှန်နေတဲ့ ယနေ့ဤဟိုဤဟဝဲစီနဲ့ယနေ့မဟာမိတ်ဖွဲ့ပြီးတော့မှယနေ့အာနာရှင်စနစ်ကိုကြဆုံးသွားအောင်နိုင်ငံရေးစနစ်ကခြေသွားပြုပြီးတော့တော်လှန်ရေးနောက်လိုက်ဖြစ်အောင်ယနေ့ဝင်ကြီးများ NUG ဝင်ကြီးများစူးစမ်းအားထုတ်နိုင်မှုအရေးကြီးတဲ့နောက်ဆုံးချိန်ပေါ့နော်တတိပြောရင်တော့ဘလုံးစကားနဲ့ပြောရင်နာကျင်ချိန်ပိုရီတော်ဖြစ်နေပါပြီ၅နှစ်တောင်ပြည့်တော့မယ်၅နှစ်နှစ်ဝက်ကျိုးလာပြီထို့ကဲ့သို့ကာလမျိုးတွေမှာယနေ့နိုင်ငံရေးစကလုံးလည်းမဟုတ်တဲ့နိုင်ငံရေးစကားဆိုတာဘာလဲနိုင်ငံရေးစကားဆိုတာချင်းချင်းလေးပဲယနေ့နိုင်ငံရေးစကားဆိုတာဟာယနေ့အစိုးရတရားဖြစ်လာတဲ့နိုင်ငံတကာအသိမှတ်ပြုမှုဆိုတဲ့ အကျိုးစီးပွားကိုယနေ့ NUG ကစူးစမ်းအထုတ်ခဲ့တဲ့ငွေကြီးညှို့များပုံပြီးတော့ရရှိသည်လားမရဘူးဒီမောလောက်ကအတိမတ်ပြုတာဘာမှလုပ်လို့မရဘူးဒါတို့တော့သဘောပေါက်ဖို့လိုတယ်ယနေ့ပြည်ပြည်နိုင်ငံရေးရတရုတ်ကထဲမှာတခုဆိုရင်တော့အခြေတော်အာချနော်အာဆီယံနိုင်ငံတွေကလောလောလာလာကိုထဲတွင်းနေလောက်တဲ့နိုင်ငံရေးနော်တတ်တမရေးဆက်ဆံရေးရှိလာဆိုတော့ဒါလည်းအမှန်အားနဲ့ယနေ့ပြည်ပြည်နိုင်ငံရေးရအိန္ဒိယကဖိတယ်နော်တရုတ်ကဆိုတော့ထင်တိုင်းကျဲနေတာနော်သူ့နိုင်ငံရဲ့ပြည်နယ်တခုလိုလှုပ်ဆောင်နေတာယနေ့တိုင်းသူပြည်သားများနိုင်ငံရေးသမားများနိုင်ငံရေးသမားချင်းငယ်များတော်လိုင်းသမားများအားလုံးတွေ့ပြီးဖြစ်ပါ ဆိုအဲ့လိုအခြေအနေတွေမှာနိုင်ငံနိုင်ငံရေးအရနိုင်ငံတကာအသိမှတ်ပြုမှုလက်ဖက်တွေရအောင်လုပ်ဆောင်နိုင်လားဆိုတော့လေ၅နှစ်ပြည့်တော့မယ်။လင်းနှစ်ခွဲ2025နှစ်ဝက်ကိုကြိုးလာဒီလိုအခြေအနေမှာလည်းပဲယနေ့ဦးဇင်းတို့နိုင်ငံတကာအသိမှတ်ပြုမှုကမရောက်ရှိလာပါဘူး။ယုံနေဖွင့်ထားပါမယ်လေ။တော့တိုက်ခန်းတွေငားပြီးရုံနေဖွင့်ထားပဲလေ။ငွေကုန်ချေးကြများတာပဲဖြစ်ပြီးတော့ဘာမှအသိမှတ်ပြုမှုရရှိလာတာမျိုးလက်ဖက်တွေမတွေ့ရအောင်။လက်ဖက်တွေကဘာလဲဆိုရင်ယနေ့အာနာချင်းဟာဦးဇင်းတို့ဘလောက်ပဲမကြိုက်ဘူးပဲပြောပြောယနေ့တိုင်းပြည်အာနာလုထားတဲ့နော်မဟာလာနဲ့နှစ်ပါးစီတိုက်ကယနေ့2008ရှေးဥဆိုတဲ့ အရာဘူးတိုင်းသူပြည်သားတွေကရွေးချယ်တော့ကွန်ဆက်ခိုင်ခိုင်တို့အနေရမှအစိုးရဖြစ်ခွင့်ရတယ်ဒီနေ့ဒီမိုက်တော်ဆန်းစုကြည်တို့ဦးဆောင်တဲ့တော့ပါတီတတိယအနေရပြီးတော့တော့တော့၅နှစ်လောက်အုပ်ချုပ်ခဲ့တယ်ပေါ့ခုနှစ်နှစ်ပေါ့လေတတိကြကြပြောရရင်တော့ခုနှစ်နှစ်လောက်ပေါ့၂၀၁၀ကြာပြတ်ရေကောက်ပွဲအဲကနေပြီးတော့၂၀၁၀၂၀ကြာပြတ်ရေကောက်ပွဲကနေဒီဘက်၂၀၁၅အနေရခဲ့အဲကနေအဲ့လိုအချိန်ဒီမှာ၂၀၁၁အနေရတော့ရေလေးအာနာသိက္ခာတွေကအဲ့လိုအချိန်မှာခွန်ဆက်ရရင်တော့ကြော်လို့၂၅ရရင်တော့ဆိုတဲ့စစ်တပ်ကမဲမပြီးပဲနဲ့နေရာဝင်ယူထားတဲ့ အဲ့လိုရှေဥပေါ့နော်ဓာကြီးကိုမကြိုက်လို့ဓာကြီးအောက်ကနေပါဝင်ပြီးတော့တိုင်းသူပြည်သားတွေကလှိုက်လိုက်လဲလဲဘာသာမျိုးလူမျိုးမျိုးလူမျိုးစုချင်းငယ်မျိုးတွေကယနေ့အာနာရှင်စနစ်ဆိုးကိုပယ်ချလို့ရအောင်လှိုက်လိုက်လဲလဲဝိုင်းဝန်းပြီးတော့မဲပေးရွေးချယ်ခဲ့ကြတယ်အဲ့လိုစူးစမ်းဆောင်ရွက်တဲ့ခါမှာခွန်ဆက်ရန်ကားရဲ့လူကြော်ခဲ့လို့သာအစိုးရဖွဲ့နိုင်ခဲ့တာဆိုတာယနေ့တိုင်းသူပြည်သားတွေအားလုံးသိပါထို့နောက်တောင်ရှေရှေဥကိုမကြိုက်လို့တဖြည်းဖြည်းနဲ့တော့အဲ့တော့၂၅ရာခိုင်နှုန်းဆိုတဲ့စစ်တပ်ကစစ်တပ်စစ်တပ်ရဲ့လာတာလဲယူတနည်းပြောတော့အဲ့၂၅ရာခိုင်နှုန်းကိုပြည်သူကမယူဘဲနဲ့လဲယနေ့ဥပဒေပြုတ်ပြီးတော့မှလွတ်တော်ထဲမှာဝင်ထိုင်တိုင်းသူပြည်သားတွေရွေးချယ်တဲ့အမတ်တွေတော့အဲ့တော့ အားလုံးကတိုက်ပြီးတော့အကျိုးရှိမဲ့ပညာရေးကျမ်းမာရေးလူမှုရေးတွေကိုတော့ကောင်းတယ်ဖို့တိစောက်ဖို့ပြောတဲ့ခါမှာထပြီးတော့ကန့်ကွက်ဒီလိုလောက်လာခဲ့တဲ့ကြောင့်မလို့ဒီတနောက်ရှိချင်ဦးမကြိုက်ပြင်မဲ့လည်းမချစ်တော့လည်းအောက်လာနန်းနဲ့တိုက်သူပြည်သားတွေဟာပြည်သူရွေးချယ်တဲ့အစိုးရကိုတဖြည်းဖြည်းနဲ့ဒီ25ရာခိုင်နှုန်းကိုတဖြည်းဖြည်း9ရာခိုင်နှုန်း9ရာခိုင်နှုန်းလောက်နော်အင်ဒိုနီးရှားနိုင်ငံတို့လိုတဖြည်းဖြည်းရော့ကြသွားအောင်ကြိုးစားပြီးတော့ချစ်ကိုအာမံသေးပြီးတော့တက်မယ်ဟဲ့လို့နော်နိုင်ငံရွေးချယ်တဲ့ခေါင်းဆောင်တွေရောပါတီတတိယခေါင်းဆောင်တွေရောအစိုးရကိုယ်စားလှယ်တွေရောလွှတ်တော်အမတ်တွေရောစသည်အပြင်ပေါ့နော်ဒီလိုတိုက်ပြည်ကဝိုင်းဝန်းပြီးကြိုးစားအားထုတ်နေရတဲ့ကာလအတွင်းမှာထို2008ခုအောက်ကပဲဒီတိုက်ပြည်အာဏာကိုတို့ မတရားနဲ့တိုင်းပြည်အာဏာကိုအလုယူခံရရတိုင်းပြည်ရဲ့ကောင်းတဲ့ခေါင်းဆောင်ကောင်းတွေကိုထောင်သွင်းအကျဉ်းချခံရတယ်ဒါတွေအားလုံးတိုင်းပြည်မှာအင်မတန်နစ်နာတဲ့လက်တွေ့အမှန်တရားတွေပဲကောင်းပြီအဲ့တော့အာဏာယူကတိုင်းပြည်အာဏာကိုလုလိုက်တဲ့အခါမှာတိုင်းပြည်ကဝေးရမယ်စစ်တပ်ကိုတမိတ်ဒါနာတစ်စနစ်အောက်မှာအခြားတိုင်းပြည်တွေကတိုက်ခိုက်လိုက်ကဝေးဖို့ ီလိုနဲ့မှလူမျိုးရေးပြိပခါဖြစ်တဲ့ကောင်မှစစ်တပ်ဆိုတာဘယ်ဘာသာဝင်ကိုလူမျိုးကိုဘာသာဝင်ဘာတွေကမပါဘဲနဲ့ကိုနိုင်ငံထဲမှာရှိတဲ့နိုင်ငံသားတိုင်းပြည်ထနာမတက်အောင်ဂျားဝင်ဖြန့်ပြေဆောင်ရွက်နိုင်ဖို့ဒီအတွက်တိုင်းပြည်ဘန္တာနဲ့တိစောက်ထားတဲ့စစ်တပ်ကိုတသွေးတမန်တမိတ်ဆိုတဲ့အခြားနိုင်ငံတွေကကျူးကျော်လာရင်တိုက်ခိုက်ဖို့ကိုပြည်လူနဲ့မှာဒီလိုနေဖြန့်ပြေဖို့လုပ်ကြတဲ့စစ်တပ်ဟာယနေ့မိမိတို့ရဲ့အာဏာကိုမတရားအသုံးချဖို့တိုင်းပြည်ပြည်သားရွေးချယ်တဲ့ပုဂ္ဂိုလ်ကိုထောင်သွင်းအကျဉ်းချဖို့အတွက်တိတ်တမိတ်အာဏာတစ်စက်အောင်မတရား ိုင်းပြည်အာဏာကိုလွတ်ယူလိုက်တယ်ဒါပေမဲ့တိုင်းပြည်အာဏာကိုလွတ်ယူလိုက်လို့ယနေ့လူငယ်တွေတပ်ပေါင်းများစွာပေးလို့တော်လှန်ရေးကိုလှုပ်ဆောင်ခဲ့ကြပေမဲ့၂၀၈၈ခုပယ်ဖြတ်ပြစ်ပြီးလို့တော်လှန်ရေးကယနေ့ငါတို့အားလုံးပြောနေပေမဲ့နော်အာဏာအာဏာယူတွေဟာအာဏာကိုလွတ်ထားတဲ့မဟာအလာနဲ့တိုက်ဟာယနေ့၂၀၈၈ခုအတိုင်းပဲယနေ့တိုင်းပြည်ကိုကျုံပြုတ်မတရားနှိပ်စက်အုပ်ချုပ်နေစေပဲမတရားစစ်မှုတန်းဥပဒေတွေနဲ့ယနေ့အချိန်ပေါင်း၁၇ချိန်တော့ရှိသွားပြီ၁၀ချိန်ကျော်သွားပြီနော်တကယ်လက်တွေ့ဆွဲသွားတာလဲ၅တောင်းကျော်သွားပြီတို့လက်တွေ့ဆွဲသွားတဲ့အပြင်ကိုတော့တိုင်းပြည်မှာမြို့နယ်တွေတော့တောရွာတွေအားလုံးထဲမှာ 咱这这这，那么你你你是谁呢？他是谁呢？把老远咱们那地方，千年庙里出来，阿龙帝国罗巴的，阿龙千年庙，你来代米嘛？NG 苏亚，你那皮图瓦勒看来的，苏亚干了，把皮尼勒出来干掉了，阿龙，我们这亚西布勒屋里皮罗勒，啊，泰文纳文纳皮罗，那人类又被编出哪里面出来？标兵、送兵、气兵、出来，标标、长标、目标、九标里奥吧。 အဲတို့ဟာအာအာနာရှင်အစိုးရရဲ့မတရားစစ်မှုတွေဥပဒေကိုတိုင်းပြည်သားတွေစိတ်ဆင်းရဲနေတဲ့ဂျားတွေကလူငယ်တွေအကြောက်တရားနဲ့မပါခြင်းနဲ့ဂျားတွေကပဲအစွဲခံရပြီးတော့ယနေ့ကိုလူငယ်ချင်းတွေပြန်တိုက်ရမယ့်အခြေအနေမျိုးဖြစ်အောင်တက်ရောက်တည်ထိကိုရောက်ရှိလာပြီ။ဒါကြောင့်အာနာတိုင်းပြည်အာနာလူထားတဲ့လူကမကောင်းလို့ရုံပါတယ်။မတရားလုပ်တယ်ဆိုလို့ရှိရင်ယနေ့တိုင်းပြည်ပေါ်မှာမတရားလုပ်ဖို့မတရားမတရားအနိုင်ကျင့်မှုကနေမတရားတိုင်းပြည်အာနာလူမှုကနေလွတ်ဖို့အတွက်နော်အခွင့်အာနာရထားတဲ့အခွင့်အာနာယူထားတဲ့ယနေ့ NUG အစိုးရဝင်ကြီးဝင်ကလေးများပြောရေးဆိုခွင့်ရှိသူများ တိုင်းသူပြည်သားတွေပေါ်မှာအားရှိအောင်စကားလေးတော့ပြောကြအောင်တော့တော့ပြောတော့ပြောနေမင်းတို့ထထပြောတာတွေကတိုင်းပြည်မှာတော်လန်ကြီးကရှေ့ကိုမတွန်းနိုင်လို့တော့တိုင်းသူပြည်သားတွေကသိတယ်အရှင်းလေးကိုအေးတချို့အေးတွေကဘလို့လုံနေလဲတော့တို့ချိုးစီပေါ့ဘလို့ရှိနေလဲတချို့တော့အေးအဝဲတွေကယနေ့အေးတို့လိုကချင်တို့လိုတချို့ဖွဲ့စည်းတွေကစူးစမ်းပြီးတော့တိုက်နေတယ်ဘယ်ဖွဲ့စည်းကတော့ရေးသားကိုရှောင်လိုက်နေတယ်ငါတို့ NUG ဆိုရတော့ဟေးလိုင်းပေါ်မှာအရှင်းချင်းနှိပ်ကုပ်ဖို့လောက်အရှင်းချင်းတက်ပြီးတော့လေကြီးဖို့လောက်ပဲသိပြီးတော့ရှေ့ကိုလည်းမတွန်းနိုင်ပါဘူးတော့ရွေးချက်စရာမရှိတဲ့အတွက်ကြောင့်မလို့ယနေ့တိုင်းပြည်သားတွေကထုတ်ခံရတဲ့အခြေအနေမျိုး နော်အမှန်တရားကိုမျက်နှိုးပေမဲ့လည်းအမှန်တရားမျက်နှိုးလို့နေရာပေးလိုက်ပေမဲ့လည်းမတရားမှုကိုဥဆောင်ဖြစ်ရှင်းတဲ့သူတွေကလုံဆောင်ရမယ့်အရာတွေကိုပြည်သူသာပြဏနာပါပြည်သူလုပ်ပါအောင်လို့ပြောနေရမယ့်အခြေခံမဟုတ်ဘူး အရင်ကတော့မဲပေးတဲ့ကာလဒီမှာဒီမကြီးတော်အောင်ဆန်းစုကြည်ကတော့ပြည်သူသာဗရာဏလို့ဟုတ်တယ်မဲပေးရွေးချယ်တဲ့ခင်မှာတော့ပြည်သူသာဗရာဏဆိုတဲ့စကားကိုပြောတာဟာယနေ့လူလူကောင်းဆောင်တွေတိုင်းပြည်ကောင်းဆောင်တွေเนาะဒါတွေကမှန်တယ်ယနေ့ဒေါ်လာရေးဆိုးရလို့ဖြစ်လာတဲ့ခါမှာပြည်သူလူထုကထလို့လို့မရဘူးပြည်သူလူထုကအမှန်တရားဘက်ကလက်ခံထားတယ်အမှန်တရားတိုင်းပြည်အာဏာလုတဲ့လူမတရားလုတဲ့လူတွေမကြိုက်ဘူးအမှန်တရားလုတဲ့လူတွေတိုင်းပြည်ပြည်သားတွေကအာပေထောက်ခံနေတယ်ဆိုရင်ဒါတိုင်းပြည်ပြည်သားတွေဘက်ကတာဝန်ကျေပြီအဲ့တော့ဆိုလိုတာကတိုင်းပြည်ပြည်သားတွေကလူပိုတန်းဖို့လိုသေးတယ်ဆိုရင်လည်းပဲယနေ့တိုင်းပြည်ပြည်သားတွေကပြည်တွင်းပြည်ပလူထမ်းလိုက်တဲ့ငွေတွေနဲ့ယနေ့ဒေါ်လာရေးတပ်ဖွဲ့တွေတိစောက်တယ်စောက်လို့အခွန်ကတွေကောက်တယ် အများကြီးပဲနော်အဲ့လိုအခွန်ကားတွေကောက်တဲ့အရာတွေကနေကျိုးစီးပွားရတယ်ပြည်တွင်းပြည်ပလူထမ်းလိုက်တဲ့အရာတွေကဘွန်တွေအိမ်ယာတွေဟာအများကြီးပဲရောင်းလိုက်တာတွေနည်းနည်းတော့တော့မဟုတ်ဘူးဆက်လိုက်လို့ရတဲ့အရာတွေကယနေ့ဝဉ္ဇိဌာန၁၈ခုနှစ်ခု၁၈ခုဖွဲ့စည်းထားတဲ့ငါတို့အစိုးရဒီ၂၀၂၅နှစ်ဝက်ထဲရောက်လာပြီတော်လန်ရေးအတွက်မြေသိအချိန်အောင် နဲ့မိသည့်အရာကိုလုပ်နေတာရှိတယ်။တိုင်းပြည်ကိုကပွက်ပြင်းနဲ့ကွက်စိတ်ခင်းဘာစကားတွေမှလည်းမသိဘူးဇက်စကားလိုလိုရက်စကားလိုလိုကြပြားလိုလိုလင်္ကာလိုလိုကိုးဝါဒနာပါတာကြပြားကိုလင်္ကာပိုင်းကြပြားကြီးလင်္ကာကိုဝါဒနာပိုင်းလင်္ကာရော့တရှင်းဆိုတာဂီတာတီးတာဝါဒနာပိုင်းနိုင်ငံကြီးကခဏလုံလုံခဏကိုအနားယူရမယ့်အချိန်ကမှဂီတာတီးတရှင်းဆိုအေးဒါပေမဲ့လည်းအဲ့လိုကြပြားထဲမှာနိုင်ငံကြီးကိုမထည့်နဲ့နိုင်ငံကြီးထဲလည်းကြပြားကိုလာမထည့်နဲ့အဲ့တော့အဲ့တော့ဆိုကြပါစို့အဲ့လိုအခြေအနေမျိုးတွေပေါ်မှာ 不管六千六百里撇的，带你啊，你也背下来不嘛？带个背下来不嘛？因为就在阿周那里看嘛。那么问起把那个伢子问起撇的，那么说叫赵三毛叫来自家前面穿的啥嘛？再嘛，我那个你你看那皮鞋那里，啥喇叭皮了咯？赵三毛的幺咯，哎，就表多点自家穿的。哎，就自家表多穿的。他们那土话就说了咯。那么你问起的别人伢佬皮了，首先内嘛，讲内后头多来一数了噶。因为乌多来呢，多来呢，土家人呢，侬单呢，他单呢穿皮了，首先内嘛，狗东西啊，他单来穿的嘛，多来一数，奥米拉牛。因为 C D 阿内个嘛机。 阿、啊、那个吧，C 家那个吧，阿那些阿三那个、啊、嘛，来杀 C 的，丢过来，偷拍的，哎嘛，哎路，哎路，就到阿路的看嘛，这车阿古坐那里，C 的，那个人偷拍的，那个人是 C 家，N 二嘛 C 家，适当的了解，都到了呗，哎，这就到古收压的路，N 六 G 收压路呗，比八车大的，哎，C 家的过来收压的，哎，现在嘛古龙眼的比这人也收压的，人也得大的，龙眼广场的，后生嘛没压压数字，没得压点，今年开业。 အဲ့လိုမရရဆူစီးပြီးတော့ယနေ့စူးစမ်းပြီးတိုက်ထုတ်တဲ့ခါမှာတို့ရသွားတယ်ရသွားတော့အခုပြပောက်ရောက်နေတဲ့အစိုးရတွေကိုထဲကိုပြန်ခေါ်တယ်ပြန်လာပါပြန်လာပြီးတော့ကျွန်တော်တို့ဆောင်ရွက်ကြပါမယ်ဆိုပြန်မလာဘူးပြန်မလာတော့အဲ့ဒီလူကိုတိမပြူမပြူဘဲနဲ့ယနေ့စီးရီးရမှာတော့လူငယ်တွေကခေါင်းဆောင်ပြီးတော့ယနေ့အာနာရှင်အာဆက်ကိုအစိုးရကို73နှစ်ကျော်ကျော်လောက်ကြာတဲ့ခါမှာဖြုတ်ရပယ်ချနိုင်ခဲ့ပြီဒါဆိုကျွန်တော်တို့နိုင်ငံဟာအာအခုစီးရီးရလို့ဖြစ်သွားရင်နောက်တဲ့7နှစ်9နှစ်ကြာမယ်ယနေ့လူငယ်ခေါင်းဆောင်တွေအနာဂတ်ကိုတော့စဉ်းစားဖို့တင့်တယ်လို့ဦးဇင်းတို့အထူးပဲမေတ္တာရက်ခံရပါတယ်ယနေ့တိုင်းပြည်မှာအေအေတို့လူယနေ့စူးစမ်းအားထုတ်နေတဲ့လူငယ်ခေါင်းဆောင်တွေတော်လိုင်းအဖွဲ့အစည်းတွေအမျိုးသားရေးစိတ်ဓာတ်တွေ နော်တို့တို့မျိုးသားလူမျိုးဖို့တို့ပြည်နယ်လူမျိုးဖို့ငါတို့ပြည်နယ်ငါတို့မျိုးသားတွေလူမျိုးဖို့နေမဟုတ်ဘဲနဲ့တိုင်းနိုင်ငံလုံးလူမျိုးမှရမယ်ဆိုတဲ့ခေါင်းဆောင်ပေါင်းစိတ်တွေနဲ့တွားနေကြတယ်။နော်ရခိုင်ရခိုင်မျိုးသားတွေရခိုင်ခေါင်းဆောင်တွေရခိုင်နိုင်ငံရေးသမားတွေအဖွဲ့အစည်းတည်တည်ရှိကြပါမယ်။အင်မတန်စီးလုံးညီညွတ်ပြီးတော့တို့ရဲ့လူမျိုးရေးရောတနည်းပြောရင်တော့နော်နိုင်ငံသားတိုင်းလူမျိုးပြေးပါသားမျိုးလူမျိုးရောင်အောင်ရောလူမျိုးရေးကိုလည်းအားကောင်းအောင်တိစောက်တယ်အဲ့လိုပဲလူမျိုးရေးအားကောင်းတိစောက်ပြီးတော့အခြားလူမျိုးအနိုင်မကျင့်ဘူးအခြားဘာသာကိုမကန့်ကွက်ဘူးအခြားလူမျိုးအခြားဘာသာတွေကိုလည်းတော့လွတ်မြောက်အောင်ကြိုးစားတယ်လူမျိုးရေးအားကောင်းအောင်နိုင်ငံရေးရတော်လှန်ရေးရအင်အားကောင်းအေးရတိစောက်တယ် ဲ့လိုတိဆောက်လာတဲ့ခါမှာအခြားသူတွေအခြားဘာသာဝင်တွေအနိုင်ကျင့်ဖို့နှိပ်ကုပ်ဖို့မဟုတ်ဘူးတို့အနိုင်ကျင့်နှိပ်ကုပ်လာရင်တွန်းလှန်နိုင်အောင်လို့လွတ်လာရင်းနဲ့ယနေ့ရခိုင်ပြည်နယ်အားလုံးဟာတင်ရလူပြည်နေပါယနေ့စ조사အထောက်နိုင်ခဲ့ပါပြီယနေ့ကျန်တဲ့ EAO EAO တွေလည်းပဲဒါကိုကြည့်ဖို့တော့လိုအပ်ပါတယ် AA ဆိုတာအခြားသောဒေါ်လာရေးဖွဲ့စည်းတွေရဲ့ညီးလောက်တားလောက်နော်ဒီရွယ်လောက်ပဲရှိတာပါထို့ကဲ့သို့ AA က調査အထုတ်သွားတဲ့အခါမှာယနေ့ရခိုင်ပြည်နယ်ကြီးများစွာကြီးကို調査အထုတ်နိုင်သွားပြီကျွန်내အခုကိုကိုတိုင်ကကိုပြည်နယ်ကိုလူမျိုးတွေပေါ်မှာတကယ်စိတ်စင်တာရှိတယ်နော်လူမျိုးတွေကအောက်ကနော် ကိုယ့်ရဲ့လူမျိုးတွေကလည်းလိုက်ပါလာဖို့ဝင်မလေးပါဘူး။ကိုကတော့အကျိုးစီးပွားတွေတိဆောက်ပြီးတော့စစ်ကောင်စီနဲ့မျက်နှာတစ်မျိုး၊အခြားနိုင်ငံတွေနဲ့မျက်နှာတစ်မျိုး၊ဒေါ်လာရေးမျက်နှာတစ်မျိုးဆိုပြီးတော့ဒီလိုတွေလုံနေကြတဲ့တချို့သောလက်နက်ကိုင်ဖွဲ့စည်းခြင်းတွေလည်းရှိပါတယ်။ထို့ကဲ့သို့သောစိတ်ဓာတ်မျိုးတွေကတော့အာဏာရှင်စနစ်ဆိုးအောက်ကလွတ်မြောက်သွားနိုင်ဖို့ဆိုတာဦးဇင်းတို့တရားတစ်စစ်မြတ်အိမ်မက်တော်မမက်ပါနဲ့။ နော်တိုက်ပြည်ရဲ့အကျိုးစီးပွားအတွက်လူမျိုးရဲ့အကျိုးစီးပွားအတွက်ကိုယ့်လူမျိုးအကျိုးစီးပွားကိုတိဆောက်မယ်တိဆောက်ပြည်ကမှာတိုင်းပြည်လုံးအကျိုးစီးပွားကိုငါတို့ပါဝင်ပြီးတိဆောက်မယ်ဆိုတော့စိတ်နေစိတ်ထားနှလုံးသားတွေမရှိဘဲနဲ့လက်နဲ့ကင်နေကြလို့ကတော့ဒီနေ့အာနာရှင်စနစ်ဆိုးအောက်ကတနည်းပြောရင်တိုင်းပြည်မှာအာနာအများနဲ့လှုပ်နေတဲ့ထိုစစ်တဲ့အောက်ကလွတ်ထွက်သွားဖို့ဆိုတာဘယ်တော့မှမဖြစ်နိုင်ဘူးဆိုတာကိုကိုယ်တိုင်သိကြဖို့လိုအပ်ပါတယ်ဟာဒေါ်လာကြီးကဘာဟိုကောင်ကြီးကဘယ်လိုလုပ်ပါမလဲငါတို့ကရှင်းနေကြည့်ဦးမတော့ကြာနေကြလို့ချင်းအနာဂတ်ကိုဘယ်လိုလုပ်မယ်ဆိုတာမသိတာဘူးလို့သူများကိုတန်တရားတွေဝင်နေမဲ့အစားကိုယ့်ဘက်ကယူသားမှုကိုပြလိုက် တော့ကိုယ့်အဖွဲ့အစည်းဘက်ကကိုယ့်ရဲ့ EAO ဖွဲ့စည်းဘက်ဖြစ်ဖြစ်ကိုယ့်ရဲ့ NUG ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ MOD ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ပကပပပပဲဖြစ်ဖြစ်ညီတိဒေတာကကွန်လိုင်းဖွဲ့စည်းအဖြစ်ဖြစ်အားလုံးနဲ့ပေါင်းစည်းနိုင်ဖို့ဆိုတာလိုက်ညှိနှိုင်းနေတာတဲ့ကိုယ့်ဘက်ကရိုးရိုးသားသားနဲ့ရိုးရိုးချော်ချော် AA တို့ကဲ့သို့လှုပ်ဆောင်ကြလိုက်ပါ AA နိုင်ငံရေးသမားတွေဒေါ်လာရေးသမားတွေဟာလူကြီးလူငယ်တွေကနေစပြီးတော့နော်ကိုဂျိုးဆွလွတ်မှုနဲ့ယနေ့လူမျိုးအကျိုးနော်တို့အားရကပြည်နယ်အကျိုးတတိုင်းလုံးတွေတိုင်းတပီလုံးလွတ်မြောက်မှုအကျိုးကိုကိုဂျိုးဆွလွတ်နေကြတယ်ဘဝတွေတက်တွေပွေးနေကြတယ်အကျိုးစီးပွားတွေဆွလွတ်နေကြတယ် နော်ဒေါ်လာရေးတွေအိမ်တိုင်းအိမ်တိုင်းလူတိုင်းလူတိုင်းကထောက်ပံ့နေကြတယ်ယနေ့အခုအရကပြည်မှာစစ်မှုမထမ်းမနေရဥတွေပြတ်ထန်းလာတယ်ဒါတကယ်ကောင်းတဲ့အလုပ်ပဲယနေ့တကယ်လွတ်မြောက်ဖို့ဆိုတာတကယ်အားလုံးပါဝင်မှရမှာပါနမမို့ဆိုနမမဟုတ်လို့ကတော့တိုင်းပြည်ပေါ်မှာလွတ်လပ်ရေးရပြီးရရုပ်မာလာတဲ့စစ်အုပ်စုရဲ့လက်ထဲကလွတ်မြောက်သွားဖို့ဆိုတာဘယ်လို့မှမဖြစ်နိုင်ပါဘူးဒီနေရာကဦးဇင်းတို့သတင်းစကားပါကျင်တာကအေးအေးနိုင်ငံရေးတိုင်းဝိုင်းကအေးအေးခေါင်းဆောင်တွေက အားလုံးလို့ပြောအောင်လို့ရခိုင်ပြည်နယ်မှာစစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းတဲ့အခါမှာရခိုင်ပြည်နယ်ထဲမှာရှိကြတဲ့ဘာသာမျိုးလူမျိုးမရွေးလူမျိုးစုချင်းငယ်မရွေးရခိုင်ရခိုင်လူမျိုးတွေမှာမဟုတ်ဘူးဗုဒ္ဓဘာသာမှာမဟုတ်ဘူးခရစ်ယာန်အစ္စလာမ်ဟိန္ဒူဗုဒ္ဓဘာသာလူမျိုးအားလုံးက အရကပြည်နယ်ယနေ့ရခိုင်ပြည်နယ်တစ်ခုလုံးအာဏာရှင်စနစ်ဆိုးအောက်ကလွတ်မြောက်ပြီးတော့လွတ်လပ်တဲ့တရားမျှတတဲ့ဓာတ်ညီမျှတဲ့အကျိုးတွေရဖို့အတွက်ဘာသာမျိုးလူမျိုးမျိုးကတော့တတ်နိုင်တဲ့တော့လုတ်ဆောင်နိုင်တဲ့လူတိုင်းကအာရကတတ်တော်မှာပါဝင်ပြီးတော့ကြိုးစားအားထုတ်ဖို့လိုအပ်ပါတယ်။ကိုရီပခုံးပေါ်ကတော့တော့အနာကပ်ကိုထမ်းပြီးတော့မြင့်တင်နိုင်ဖို့လိုအပ်ပါတယ်။ခြေခေဆက်ဆက်ကဘဝပိအသက်ပေးခဲ့ကြတဲ့လူတွေကြောင့်မတို့လွတ်လပ်မှုတွေတရားမျှတမှုတွေဓာတ်ညီမျှမှုတွေကိုတွေ့ကြုံရတာပါ။ယနေ့ဒေါ်ဆန်းစုကြည်ကသူ့လင်သူသားနဲ့နိုင်ငံခြားတိုင်းပြည်တွေမှာစိတ်ခံနေလို့ရပါတယ်သူတတ်တဲ့ပညာနဲ့။သို့တော်လည်းပဲတိုင်းပြည်ရဲ့အကျိုးကိုကြည့်ပြီးလင်ကိုဆွတ်၊သားကိုဆွတ်ပြီးပြန်လာတဲ့အခါမှာယနေ့တိုင်းပြည်မှာအမြဲတမ်းအာဏာရှင်စနစ်ဆိုရဲ့အောက်ပါ ခဏတစ်ချက်ပဲလွတ်မြောက်လာတိုက်ပြီးရွယ်အကျိုးလုပ်ပြီးတော့မှထောင်ထဲအမြဲတမ်းရောက်နေတဲ့ဘုရားအသက်ကြီးကခု70တဲ့ရောက်ပါတော့မယ်ထိုကာလဒီယနေ့ထောင်ထဲမှာရောက်နေတယ်ဒါပါလဲဆိုလို့ရှိရင်ယနေ့အေရုတ်ကဲ့သို့နော်စီလုံးမှုမပြနိုင်ဘူးဆိုရင်အေရုတ်ကဲ့သို့ညီညွတ်မှုမပြနိုင်ဘူးဆိုရင်အေးယနေ့ကိုရိုးဆွမှုတွေဟာကိုတယောက်ထဲနဲ့မရောက်ခေါင်းဆောင်တွေထဲမရောက်နောက်လိုက်တွေကလူမျိုးတွေကအားလုံးနိုင်ငံသားတိုင်းကလိုက်လာမှနော်လွတ်မြောက်မှုဆိုတာရမယ်ဆိုတော့တစ်ချက်ချမှတ်ဖို့လိုပါတယ်ဦးဇင်းတို့ဒီစကားထပ်ပြောပါမယ်တော်လန်ရင်းပါ 多人一讲上你个，先上侬阿拉漂亮多嘛，侬哪里得漂亮来衣的？讲上你呀，你也别得嘛，讲上你呀，讲来录音，侬来给大家就是阿龙老家妈妈，今日伊讲上你个，人讲上你个，人你歌曲送了点，侬不晓得得你编的，hello 看嘛，人你一开面嘛，先叫你报道，比牛牛，一开牛牛个，吃报道问吃牛牛个哈，不晓得得你编没有，就是我来送没有，人你二二年就来招待来噶，人你什么人，我们平常来干嘛嘞？侬阿龙啊，得意得意，包完比了嘛，阿娜格龙伢哩转，个个讲话哩，听没个吧？ ဒါဟာလူသားတယောက်ရဲ့တာဝန်ပဲဒါလူသားတယောက်ရဲ့မြင့်မြတ်မှုပဲလောကလွတ်မြောက်အောင်ဆိုတဲ့စိတ်နေစိတ်ထားနဲ့ကြိုးစားခြင်းကိုကအင်မတန်ပြုသောဆောင်နဲ့အင်မတန်မြင့်မြတ်တဲ့အင်မတန်ကြီးမားတဲ့ပါရမီစိတ်ကုသိုလ်စိတ်ကြီးပါတယ်ထိုစိတ်တို့နှလုံးသားရင်းနဲ့ကြိုးစားခြင်းသည်ဆွတ်လွတ်ခြင်းကြီးတယ်အဲဆွတ်လွတ်တဲ့စိတ်သည်အဲပိကနဲ့စိတ်သည်စီးပွားဥစ္စာပေးတာတဲ့အနာဂတ်မှာပတရားမှုတွေကလွတ်မြောက်ပြီးတော့တရားမျှတမှုနဲ့အကြောက်တရားတွေကင်းစင်ပြီးတော့လွတ်လပ်ခြင်းတွေရပါစေဆိုပြီးတော့ဘဝတွေအသက်တွေပေးပြီးတော့ပခုံးပေါ်မှာထမ်းထိုတာဝန်ကိုထမ်းဆောင်ခြင်းက အင်မတန်တာ၍မြတ်တော်ကိုသိဖို့လိုအပ်ပါတယ်ထိုကဲ့သို့စိတ်နှလုံးသားရှိတဲ့သူကောင်းတွေကြောင့်ယနေ့တချို့သောနိုင်ငံတွေဟာလွတ်လပ်ရေးလွတ်လပ်ခြင်းတွေတရားမျှတမှုတွေနဲ့ဥပဒေကောင်းတွေစနစ်ကောင်းတွေနဲ့တိုက်ပြီးပြည်သားတွေဟာချမ်းသာနေကြတာပါဒါကြောင့်အာရကပြည်နယ်မှာရခိုင်ပြည်နယ်မှာအလုံးစုံမှုပဋ္ဌာန်းတွေကပြထားတဲ့အခါမှာလိုက်ပါဆောင်ရွက်ပါအတိုင်းဒီအာနာလှူထားတဲ့နော်အာနာယူတွေကတော့သူတို့အာနာလက်စုပ်စာခိုင်မြဲဖို့အတွက်2008ရှေးဥအောက်ကနေမတရားစစ်ဥပဒေစစ်ဥမတရားစစ်ဥဒဏ်ဥတွေပြထားပြီးတော့တိုက်သူပြည်သားတွေရဲ့တာသမီတွေကိုအတင်းတော်မှဆွဲခေါ်ဖမ်းခေါ်လူလိရဲ့လက်တလို့ခေါ် ။နော်ငွေမပေးနိုင်ခေါ်နော်ငွေပေးနိုင်လဲဖတ်ခေါ်လာမယ်အရေးတွေအောက်ကသွားနေတာပါ။ဒါကြောင့်မလို့တိုင်းပြည်လုံးမြောက်ဖို့အတွက်အာရကပြည်သူတွေလည်းစစ်မှုမနစ်မဖြစ်မနေထမ်းကြပါ။ဒါကြောင့်မလို့ခေါင်းဆောင်ခေါင်းတွေကဆွတ်လို့ပြီးသွားနေခါမှာနောက်လိုက်တွေကလိုက်မှာပဲ။အေးအဲ့လိုပဲယနေ့ငါတို့တိုင်းပြည်မှာနော် NUG MOD ယနေ့ခေါင်းဆောင်နေကြတဲ့ပုံကိုယ်တွေဒီနေ့ကိုတော့ကစူးစမ်းနေတဲ့ရခိုင်လူငယ်ခေါင်းဆောင်တွေနော်ဘုချုံထွန်းမြတ်နိုင်တို့ခိုင်တုခါတို့နော်ဒီလိုမျိုးပုံကိုယ်တွေပေါ့နော်အကြီးငယ်တွေနာမည်တွေအများကြီးပါပဲဦးဇင်းတို့ထိုကုတ်ထိုပုံကိုယ်တို့ပုံကိုယ်မျိုးတွေနဲ့ဆွတ်လို့မှုနဲ့ယူသားမှုတွေကိုကိုတိုင်းပြည်ကိုလူမျိုးတွေကိုဝိမုံကူးနိုင်ဖို့နော်အဲ့တော့ပေးဆပ်နိုင်ဖို့အတွက် imminent လိုအပ်ပါတယ် ကိုကမြေတီနေရာပဲရောက်နေစေကောင်းမှုစကားကိုမမှန်ကန်ပြောတယ်။တိုက်ပြည်မှာ၄နှစ်ကျော်ကနေကြာလာပြီးဒေါ်လာရေးကရှင်းမြောက်သေးဘူးဆိုရင်ကျွန်တော်တို့အန်ယူဂျီဆိုးရနေနဲ့တိုက်ပြည်ပေါ်မှာလှုပ်ဆောင်နေလှုပ်ဆောင်နေလှုပ်ဆောင်ပေမဲ့ကျွန်တော်တို့ဒေါ်လာရေးဟာတော့လှုပ်ဆောင်မှုတွေကလိုအပ်ချက်တွေအားနည်းချက်တွေချုပ်ယွင်းချက်တွေပြီးတော့ဆိုးကျိုးတွေရှိခဲ့ပါတယ်။ထို့အရာတွေအတွက်ကျွန်တော်တို့အစိုးရအနေနဲ့တိုက်ပြည်ကအနှင်းထားတဲ့နော်ဒေါ်လာရေးအစိုးရတရားအနေနဲ့တောင်းထမ်းဆောင်နေတဲ့အခါမှာတိုင်းသူပြည်သားရဲ့ပြည်ရထားတဲ့တောင်းကိုလင်းရင်းခဲ့ရင်ကျွန်တော်တို့အစိုးရအနေနဲ့တိုက်ပြည်ပါရှိကြတဲ့နိုင်ငံသားတိုင်းပေါ်ကျွန်တော်တို့အန်ယူဂျီဆိုးရလူကြီးများများမှာ ျွန်တော်တို့ energy ဆိုရမှအားလုံးအနှူးညွတ်တောင်းပန်ပါတယ်အကြံပြုတိုက်တွန်းတာတွေကိုကျွန်တော်တို့အကောင်းဆုံးဆောင်ရွက်သွားပါမယ်လို့ဒီနေ့မင်းတို့၅နှစ်ရှိပြီတရားဥပဒေထွက်မလာဘူးအာနာရှင်တွေကတိုင်းပြည်ကိုပဲတော့မှမတောင်းပန်ခဲ့ဘူးသူတို့မားတာတွေသူတို့ရက်ဆက်တာတွေအဲ့တော့ကိုယ်ရင်းနှီးဒေါ်လာရေးဆိုရဆိုပြီးမအောင်မြင်သေးတဲ့အခြေအနေတွေလိုအပ်တဲ့အခြေအနေတွေကိုယ်ကိုယ်တိုင်လည်းမင်းတို့အားလုံးပြည့်စုံနေတာမှမဟုတ်ပဲလိုအပ်တဲ့အခြေအနေကိုတောင်းပန်ပြီးတော့တိုင်းပြည်ကိုသွားတယ်လို့မင်းတို့တစ်ခေါက်တစ်ခါသာမှမရှိဘူးမင်းတို့အဲ့ဒါတွေပြုပြင်နိုင်ဖို့လဲမင်းတို့အင်မတန်လိုအပ်ပါတယ်ဒါကြောင့်မလို့ငွေရှိမှဒေါ်လာရေးလုပ်လို့ရမယ်ဆိုတဲ့ကောင်မျိုးပြောတာကစိတ်တက်ကောင်းကောင်းနဲ့ဒေါ်လာရေးလုပ်တာကွာဒီနေ့အရက်ခခေါင်းဆောင်နေမြင်ရင်ဒီနေ့မြန်မာဒေါ်လာရေးကိုဘိုးချောင်းဆန်းတော်ငါတို့ပြန်မပြောဘူး နော်ယနေ့ရခိုင်ခေါင်းဆောင်တို့ကြီးစံထုံးပြနိုင်လို့ငငယ်လေးတွေချီသေးတယ်၄၀ကျော်ကြီးဒီကလေးတွေကစကက်ဆွလုံးမှုနဲ့ကျူသားအထုပ်တွေနဲ့တကက်ပြည်သူပေါ်မှာချစ်ရနေနော်ကိုချိုးဆွမှုရိုးသားမှုတွေနဲ့သွားကြတဲ့ခါကျတော့အခုသူတို့အာရကပြည်နယ်အားလုံးလိုက်မသွားဘူးလားယနေ့ငါတို့ဒေါ်လာကြီးမှာလည်းတိုက်ကြည့်ရအမှန်တရားပဲကအခုလုံးယနေ့ဘိုချိုးတို့လိုဒေါ်ဆန်းစုကြည်တို့လိုချစ်ရတမန်ကြီးဝင်းမျိုးတို့လိုလူကောင်းသူကောင်းတွေနော်ဦးဝင်းတင်တို့လိုဒီလိုလူကောင်းသူကောင်းတွေရဲ့ပေးတာချက်တွေနဲ့အမှန်တရားပဲကအုံပြုံပြီးတော့ချစ်တာတွေလူတိုင်းပြည်ဒေါ်လာကြီးအတွက်လိုက်လာပေးမယ်လေဒေါ်လာကြီးအစိုးရရဲ့ကျူသားအထုပ်မှုကအင်မတန်အားနဲ့တော့ယနေ့ငါတို့ဒေါ်လာကြီးဟာကပြက်ကြီးရဲ့ကြီးဖြစ်နေတာကိုအားလုံးသိဖို့လိုအပ်ပါတယ်ဒါကြောင့်မလို့ငါတို့မင်းတို့ ဒီအစိုးရကနေပြီးတော့ကိုကိုကျိုးဆုံးလုံးမှုနဲ့ရုပ်ဖြောင်းမှုတွေကိုအကောင်းဆုံးဆောင်ရွက်နိုင်ဖို့လိုအပ်ပါတယ်။ဒါကြောင့်မလို့ငွေတော်လိုက်တော်လိုက်ရဲ့အရင်ကငွေပါပဲမှတ်နေ။ဒါပေမဲ့အဲ့ငွေဘယ်လိုရအောင်လုပ်မလဲ။စိတ်ဓာတ်ကောင်းကောင်းနဲ့ခေါင်းဆောင်တွေကလုပ်ရတယ်။နော်စကလုံးနေနဲ့တက်ပြောနေလို့မရဘူး။နှလုံးသားကောင်းရင်နော်အဲ့တော့စကလုံးတွေကကျန်းနေဖြစ်စီလူတွေဖြစ်စီတိုက်ပြီးရရှစ်တယ်ကွာ။ဗိုလ်ချုပ်တို့ကကြည့်ပါလား။နော်ခမရတို့နိုင်ငံကြီးအဲ့တော့ကောင်းတာတွေစူးစမ်းပြီးအထုတ်ရှိမှုစီကမ်းမရှိဘူး။ဒီလိုတွေလုပ်နေကြမှကျွန်တော်ခမရတို့နိုင်ငံနောက်ချိန်မှာလဲဖာနိုင်ငံဖြစ်သွားမှာပဲလို့ဗိုလ်ချုပ်ပြောတော့အောက်ကနော်အစည်းအဝေးမှာနောက်ထောင်နေကြတဲ့လူတွေကလက်ကောက်ဝိုင်းတီးတာပဲ။ တိုင်းပြည်ရတဲ့လူကြီးလူငယ်မြေဘုံချုပ်30 33နှစ်သားလောက်ကလေး30ကျော်လေးကဒီလိုပြောတဲ့စကားကိုအားလုံးကနေဟာဟုတ်တယ်ဟေးဘုံချုပ်ပြောတာတော့မတို့ဒီလိုနေလို့မဖြစ်ဘူးပါဆိုပြီးတော့အားလုံးကလက်ခံတာပဲဒီလိုစကားကိုကြမ်းကြမ်းဘုံချုပ်သုံးခဲ့ပေမဲ့နှလုံးသားကတိုင်းပြည်ကိုလွတ်မြောက်စေချင်တဲ့စိတ်စင်နာရှိတော့တိုင်းပြည်ကထိုဘုံချုပ်ဆိုတဲ့ခေါင်းဆောင်တော့ခေါင်းနောက်ကိုအကုန်လိုက်တယ်ကွာအကုန်လိုက်တယ် 因为他叫么路？十个龙里第一家是微路，因为微利阿妈娘仔，侬假如阿那钱苏亚盖都零类部类别部，喏 <noise>，喏邮政部阿瑞马的百部，咪路交办呢？四家店的路哪里？刚刚呢？第一就古在天路啦，古就算在四店，你看邮票部里，古阿那政府表现路的四店呢？喏，前日九咋面说的，那照的是电话打的，阿那钱假收木转，阿钱米类的，阿卡米类的，头标签呐嘛？人家业务，但是人家业务了包的，咪路人家在想咪路？喏，西欧的票咧，我哩阿路提供收，西欧的发票拿来睇下。 ဆိုင်ဦးမင်းတင်ကလေနော်နော်ဗိုလ်ချုပ်မျိုးပြောသွားတယ်ယနေ့တိုက်ပြည်အာဏာလုပ်ရဲကဒီကောင်ဒီနိုင်ငံကတက္ကသိုလ်ကဆင်းလာဆင်းလာပွားတယ်ဒီကောင်နိုင်ငံကြီးမလုပ်တတ်ဘူးဘာဖြစ်လို့လုံးလုံးငါတို့စဉ်းစားတော့ဟုတ်တာပေါ့ကတိုက်ပြည်ပေါ်မှာမေတ္တာမရှိရင်ဘာနိုင်ငံကြီးမှလုံးလို့မရဘူးတိုက်ပြည်ပေါ်မှာမေတ္တာရှိတဲ့သူကသူနိုင်ငံကြီးစနစ်မားသွားရင်သူပြင်းတယ်ကွာတိုက်ပြည်ပေါ်မှာနော်ပညာထက်လို့လို့ဘာလို့လို့ရောင်တိရောင်မန်းကောင်တွေကမားလည်းမပြင်းဘူးမားလည်းဝင်မခံဘူး အဲ့တော့နိုင်ငံရေးဆိုတာတိုင်းပြည်ပြည်သားပေါ်မှာမေတ္တာရှိရဒါနိုင်ငံအရေးကိုကောင်းစွာလုပ်နိုင်တယ်။နော်ပညာရှင်တွေအားလုံးကဝေမျှထောက်ပြတာကိုလက်ခံပြီးပြုပြင်နိုင်တဲ့စိတ်တွေစိတ်ထားတွေရှိတယ်။ဒါကြောင့်မလို့ယနေ့ဒေါ်လာရေးဆိုရဆိုတဲ့မင်းတို့ဒီလည်းပဲနော်ငွေရှိမှဒေါ်လာရေးလုပ်လို့ရတာမဟုတ်ဘူးစိတ်တွေစိတ်ထားတိုင်းပြည်ကျိုးလိုလားရင် ကိုကျိုးဆိုရင်တိုက်သူပြည်သားတွေပေါ်မှာအကောက်ကျိုးလိုလိုက်ရင်ရုပ်ဖြောက်ရင်နိုင်ငံအရေးခေါင်းဆောင်ပြည်သားတွေဆိုတော့မင်းတို့ဒီပေါ်လိုအပ်တယ်။ဒါကြောင့်မို့လို့မတို့ပြောပြတာကတော့ဒေါ်လာရေးဖွဲ့စည်းတွေတော့ EU EU တွေနဲ့တော့မဟာမိတ်ဖွဲ့ပြီးတော့ဖြစ်ရမယ်အစားကိုဒေါ်လာရေးစုဖွဲ့တွေအောက်ကထွက်သွားတာကိုအထွက်သွားလဲတိတ်ပြီးဆိုရင်ညာမရှိဘူးဂရုစိုက်စရာမလို့ဆိုတဲ့ကားတွေမင်းတို့တော့ပြောတော်တော်တွေထားတာမပြောပါနဲ့။ဗတရားစစ်ပုတ္တဥတွေနဲ့တိုက်ပြည်ရပူပန်နေရတဲ့အချိန်မှာတော့တော့လက်နက်ကင်ပြီးထွက်လာလိမ့်မယ်အခုထွက်လာတာရှိလို့လားမင်းတို့ဒါတွေကိုတော့ပြောတော်ပြောပြောခဲ့တာတွေမင်းတို့မင်းတို့ကိုယ်တိုင်အသိပါအများကြီးအများကြီးစကားလုံးတွေရတော့အများကြီးအများကြီး ယနေ့ငါတို့ပြောပြယနေ့လက်ခုစိုက်ဒေါက်တာဆိုပြီးဆိုအဲ့ဒါပြောချင်တာပါနိုင်ငံရေးကိုဒီလိုစကားလုံးနေတော်ပြောတော်ပြောတွေထထမပြောဘူးဘုန်းကြီးတို့ဒီနေရာနေတိုင်းပြည်ကိုစားအထုမြတာရက်ခံအပ်ပါတယ်ညတော့ညီအောင်ဆေးုံကြီးစောက်ဖို့ဝိုင်းလူတန်းပါတယ်တော်လန်ရေးကိုနိုင်ငံရေးကိုတော့အကောင်းဆုံးဖြစ်အောင်နိုင်ငံတကာတိမပြဖို့ ယနေ့အာနာရှင်က2000ချီချီဦးနဲ့မရီယာစစ်ကူတန်ဦးတွေပြုတ်ပြီးတော့သူကအခုထိအုပ်ချုပ်လို့အဲ့2000ချီချီဦးကိုပဲကြိပြီးတော့မှနိုင်ငံတကာဆက်ဆံနေတယ်တရုတ်ကကာဘာပေးနေတယ်နော်အခုအာဆီယံနိုင်ငံတွေကထောက်ခံနေတယ်နော်အိန္ဒိယထောက်ခံထားတယ်အဲ့တော့ငါတို့ကအခုယနေ့ငါတို့ဒေါ်လာကြီးအစိုးရမှာ NUCC မင်းတို့ NUG မင်းတို့ CRPA ဆိုတဲ့အဖွဲ့တွေရှိတယ်ဘယ်လို့ constitution ဖွဲ့စည်းပုံရှိခံဦးတွေမင်းတို့မရေးနိုင်ဘူးမင်းတို့ဘာမှမလုပ်နိုင်ဘူးအဲ့တော့ငါတို့ဘက်ကဖွဲ့စည်းပုံရှိခံဦးတွေရောအခုအစိုးရပြည်နေတဲ့ NUG နဲ့မင်းတို့လုပ်နိုင်မလားမလုပ်နိုင်ဘူးမင်းတို့ဒါအားလုံးတာဝန်ရှိတယ်နောက်နံပါတ်1မမိတ်ဖွဲ့နိုင်မလားမဖွဲ့နိုင်ဘူးအဲ့လိုတွေမလုပ်နိုင်မဲနဲ့မြေအောင်စေးုံတွေစောက်မလို့ဆိုတော့ကွာနော်အဲ့တော့အဓိကကနိုင်ငံရေးရ စုဖွဲ့မှုမာမိတ်စုဖွဲ့မှုရအောင်လုပ်ပြီးကိုကျိုးဆုံးလုပ်ပြီးတော့ရိုးဖြောင်းမှုတွေခေါင်းဆောင်တွေကနှစ်စာတို့ကျိုးစားရဲနောက်လိုက်တွေအများကြီးလိုက်လာနိုင်တဲ့အရေးကိုစိတ်နေစိတ်ထားနေတယ်မလို့ပဲနဲ့ကဲချီသားမောင်မြေအောင်ဆေးမြေအောင်ဆေးုံတွေတိစောက်ဖို့တော်ပြောတော်ပြောပြောနေတယ်ဆိုတဲ့ဇာတ်တွေဟာတော်လိုင်းရင်နိုင်ငံရင်းနဲ့လာလာမှမအပ်ဆက်တဲ့လုပ်ရည်တွေဖြစ်တယ်ဒါကြောင့်2025နှစ်ဝက်တည်းကျိုးပြီးအနာဂတ်မှာတော်လိုင်းအောင်မြင်ဖို့အတွက် ရခိုင်ခေါင်းဆောင်နေလုံးမကြောက်ဆန်းတို့လူဓမ္မိုက်တော်အောင်ဆန်းစုကြည်တို့လူကိုရိုးဆွတ်လွတ်ပြီးတော့မှရိုးဖြောင်မှုတွေနဲ့ခေါင်းဆောင်တွေကချစ်အပ်သွားရင်တိုင်းလူပြည်သားတွေကအာဏာရှင်ကြဆုံးအောင်တော့ကဘွားပြစ်အသက်ပြီးလိုက်ဖို့အတွက်ဝင်မလေးပါဘူးလို့ပြောဆိုရင်အာဏာရှင်စနစ်ဆိုးကြဆုံးအောင်ကိုရိုးဆွတ်လွတ်မှုရိုးဖြောင်မှုတွေနဲ့ဥဆောင်ဆောင်ရွက်နိုင်ကြပါစေလို့ဒုဘဲတိုက်တွန်းရင်းဒီကိုချက်ပါတယ်ဆက်လက်ပြီးတော့ဒေကူးဆရာတော်ဘုရားကိုဆွေးနွေးပေးဖို့အတွက်ဖိတ်ခေါ်ပါတယ်ဗျာ